52နှစ်အတွင်းပြည်တွင်းပြိုင်ပွဲတွေမှာအဆိုးဆုံးအခြေအနေကိုရင်ဆိုင်နေရတဲ့ Manchester United မင်္ဂလာပါကိုခင်းစတာဖုတ်ဘောရှူအနီချူတူပါရီကျွန်တော်ကိုခင်းပါမှန်ပါတယ်နှစ်ပေါင်း52နှစ်အတွင်းမှာ Manchester United အသင်းဟာအင်္ဂလိပ် ဘောလုံးလောကမှာအဆိုးဆုံးအခြေအနေတွေကိုရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ဒီနှစ်ဘောလုံးရာသီမန်ချက်စတာယူနိုက်တက်ရဲ့အမြင့်ပြန်တန်းမှုကအခြေအနေနှစ်မျိုးရှိပါတယ်။ယူရိုပါလိမှာတော့ရှုံးပွဲမရှိဘဲနဲ့ဖိုင်နယ်အဆင့်ကိုတက်ရောက်သွားခဲ့ပြီးဖြစ်ပေမဲ့ပရီးမီးယားလိမှာတော့မန်ချက်စတာယူနိုက်တက်ရဲ့အခြေအနေသည် အမတန်အမတန်ကိုဆိုးရွားတဲ့အခြေအနေဖြစ်ပါတယ်။ကျွန်တော်ဒီတန်းမှာပြောခဲ့သလိုမျိုးပဲမန်ယူနိုက်တက်ရဲ့အဆင့်မြင့်တန်းပြိုင်ပွဲတွေပြိုင်ခဲ့တဲ့ နှစ်ပေါင်း52နှစ်အတွင်းမှာအဆိုးဆုံးနဲ့ဂုံတိတ်ခါပိုင်းဆိုင်ရာအထိခိုက်ဆုံးအခြေအနေအဆိုးဝါးဆုံးအခြေအနေကိုရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။မျက်နှာနှစ်ဖက်နဲ့ United ဘာညာပြောနေပေမဲ့တနည်းအားဖြင့် Europa League မှာရှုံးပွဲမရှိဘူး။ Europa League Final တက်သွားပြီး hype နေပေမဲ့တကယ်တမ်းဂုံတိတ်ခါပိုင်းအရာပြည်တွင်းမှာလည်းအတော်လေးကို ထိခိုက်နာကျင်ရပါတယ်ဆိုတော့တစ်ဖက်ယူရိုပါလိမှာအောင်မြင်တယ်အဆင်ပြေတယ်ခံယူချက်ကောင်းကောင်းနဲ့ကစားတယ်ဆိုတာလက်ခံတယ်ဒါတပိုင်း United ပြည်သက်တွေဒီအချိန်နည်းနဲ့ပတ်သက်ပြီးတော့လဲဂုံရမှာမှန်ပေမဲ့တစ်ဖက်မှာလဲစိုးရင်ရတယ်အချင်းနေပါတမိုင်းစင်လာနဲ့ခြီပြီးတော့ကိုပရီးမီးယားလိမှာ ရလက်တွေစိုးအချင်းတွေစိုးနေတဲ့အခါယူနိုက်တက်ရဲ့အိုးစကူပရိသတ်တွေကတော့ ီခံစားချက်ကိုတော်တော်လေးဟိုခံပြင်းနေမှာတော့တေးကြတယ်သူတို့နိုင်ငံပြည်သက်တွေကတော့ပို့ပြီးတော့တိမှာပေါ့ဗျာငါတို့တင်းကအရင်တော့ဘလို့မျိုးအခြေအနေကြီးနဲ့ရက်တီလာတာပြည်တွင်းမှာဆိုဘလောက်ကျန်းခဲ့တဲ့ဖိုက်တာကြီးဆိုတာတိမှာပါအခုချိန်မှာတော့အသင်းတိုင်းက ဘလို့ပဲကံကံနိုင်နေတဲ့ပုံစံလိုချင်တဲ့ရမှတ်တွေပြန်ပြီးတော့လူူသွားတဲ့ပုံစံအခြေအနေကြီးဖြစ်နေတာအတိတ်ပဲမရှိပါဘူးဒီအတွက်ကြောင့် Ruby Amorin ကလည်းပါးရည်နဲ့ရည်ရှိစွာနဲ့ဒီစကားအမြဲတမ်းပြောပါတယ်ကျွန်တော်တို့က Europa League Final ရောက်သွားပြီမဲ့ Premier League မှာလည်းအရေးကြီးတယ်ဘာညာဆိုတော့ဒီဘဲကလူပါသူသိတယ်လေကံရတဲ့အသင်းက တာမန်အသင်းတင်းဆိုရင်ဘာမှမဖြစ်ဘူးဘလို့ရလဲမျိုးပဲဖြစ်ဖြစ်ငါတို့ကယူရိုပါလိရတယ်ကွာဆိုရင်ဒါပြီးပြီလက်တွေ့အခြေအနေကလည်းအဲ့လိုဖြစ်နေတာမှန်တယ်ဟိုအားလုံးကကျွန်တော်မှားနေတယ်ပြောပြတာမဟုတ်ဘူးဒါပေမဲ့ Manchester United ဖြစ်နေတဲ့အတွက်ကြောင့်ကိုတချို့တော့အချက်အလက်တွေကသွားထိလို့မရအောင်ဆိုတာကိုပြောချင်တာဒီနေ့ရသည်ဗျယူရိုပါလိရသွားတယ် Okay တိုးတော့2024 25ဘောလုံးရသည်က52နှစ်အတွင်းမှာ Manchester United အတွက်လုံးဝအဆိုးဝါးဆုံးဆိုတဲ့အခြေအနေကြီးကိုမှတ်တမ်းဝင်သွားမှာ Ruben Amorim တော်တော်လေးခံပြင်းနေပါတယ်သူတယောက် ဲအပြစ်ကြောင့်တော့မဟုတ်ဘောနော်အဲ့တော့ဒီဘောလုံးရာဒီမှာနီးပြတ်နှစ်ယောက်ကင်တွေ့တယ်အရစ်တန်ဟန်နဲ့ရူဘင်အမော်ရင်သူတို့တွေရဲ့နာမည်ကြီးကယူနိုက်တက်အသင်းရဲ့တမိုင်းမှာရော့ကော့ဝင်သွားပြီနှစ်ပေါင်း52နှစ် တွင် United အခြေအနေအစိုးဆုံးကင်တွယ်ခဲ့တဲ့နီးပြတွေကသူတို့ပါသူတို့ပါဘယ်လောက်ထိနော်နီးပြတယောက်အနေနဲ့ခံပြင်းတဲ့တော့ဟုတ်ပြီအဲ့တော့အတိအကျပြောရမယ်ဆိုရင် Manchester United အသင်းသည်1983-84ဘောလုံးရာသီတုန်းကတန်းဆင်းခဲ့မှုပါတယ်အခေအက Premier League တော့မဟုတ်ပေါ့ဗျာအခေအက်ကလာတော့ First Division ဆိုရဲနာမည်နဲ့ဒီ Premier League အဆင့်မြင့်တန်းအဖြစ်ကံခဲ့ရတာပါ Premier League လို့နာမည်ပြောင်းခဲ့တာ1992-93ဘောလုံးရာသီမှာပြောင်းတဲ့အခါကျတော့အဲ့ဒီရှေ့မှာအင်္ဂလိပ်အဆင့်မြင့်တန်းပြိုင်ပွဲပေါ့အဲ့ဒီ1983 2014မှာ Norwich အသင်းနဲ့အတူသူတို့တန်းဆင်းသွားတယ်တန်းဆင်းသွားပြီး second division ရောက်တဲ့အချိန်မှာ champion အဖြစ်နဲ့1985-86ရောက်တဲ့အချိန်မှာဒီအဆင့်မြင့်တန်းကိုပြန်လဲတန်းတက်ခွင့်ရခဲ့တယ်နီးပြာ Tom Doherty ပါအဲ့တော့တန်းဆင်းသွားတဲ့အချိန်ကလည်း Tom Doherty လက်ထက်မှာပဲတန်းဆင်းသွားတယ် second division မှာကန်တဲ့နှစ်ကလည်း Tom Doherty ပဲဖြစ်ပြီးတော့ပြန်တန်းတက်လာတဲ့အချိန်ကျတော့လည်း Tom Doherty ရဲ့လက်ထက်မှာပဲ တန်းတက်လာတာပါအဲ့တော့ကျွန်တော်1983 84ဘောလုံးရာသီကနေအခု2024 25ဘောလုံးရာသီအထိဆိုရင်နှစ်ပေါင်း52နှစ်အတွင်းမှာဒီဘောလုံးရာသီကအချင်းနေအစိုးဆုံးနဲ့ရမတ်ရော GD ရောလုံးဝကြားထဲမှာဒီနှစ်လောက်ဆိုးတဲ့နှစ်တွေမရှိတော့ပါဘူးပရီးမီးယားလိသမိုင်းရဲ့ပြန်ပြီးတော့ချိန်ဆမယ်ဆိုရင်တော့ပိုပြီးအချိန်ကြီးဆိုးတာပေါ့ဗျာ1992 93ဘောလုံးရာသီကစပြီးတော့ကျွန်တော်စာအက်လက်လက်ထက်ထောက်လျှောက်လုံး United က EPL မှာ Liverpool နဲ့ရှင်မောင်တန်းပြီးတော့ဟိုအောင်မြင်မှုအလီလီယူခဲ့တဲ့အသင်းလေ Liverpool တောင်မှအင်္ဂလိပ်အစ်မြင့်တန်းအချိန်တုန်းကပဲအောင်မြင်မှုပိုရတာ Premier League လို့နာမည်ပြောင်းပြီးတဲ့အချိန်မှာ CR ရဲ့ United ပဲအဲ့တော့ United အသင်းဒီ Premier League လို့ပြောင်းပြီးတဲ့အချိန်မှာစုဖလားအများဆုံးရခဲ့တဲ့အသင်းတစ်သင်းအဲ့ဒီအတွက်ကြောင့် Amorin ကနည်းနည်းဖင်ချင်းတာစကားပြောနည်းနည်းလေးဟို ခခတိတိဖြစ်သွားရင် sorry ပါဘာကြောင့်လဲဆိုတော့မလွယ်ဘူးဗျာဒီလို club မျိုးကတမိုင်းဆင်လာအရင်ကြီးနေ Premier League ရဲ့ဒါအအောင်မြင်ဆုံး club ပဲ Premier League လို့နာမည်ပြောင်းပြီးတဲ့အချိန်ကိုပြောရနော်အင်္ဂလန်အဆင့်မြင့်တဲ့လက်ထက်မှာတော့ Liverpool ကအအောင်မြင်ဆုံးထားပါအဓိကပြောချင်တာက United ဒီလောက်ထိအခြေအနေသိုးသွားပြီပရီးမီယာလီဂ်လက်ချက်နှစ်ပွဲကျန်နေသေးတယ်အဲ့လက်ချက်နှစ်ပွဲကိုနိုင်မယ်ဆိုရင်တောင်မှယူနိုက်တက်ရဲ့ဒီနေ့ရသည်အခြေအနေသိုးဝါမှုကိုဘလို့မှဟိုဘယ်လိုပြောမလဲဖြည့်ဆည်ပေးလို့ရမှာမဟုတ်ပါဘူးအဲ့ဒီနေ့ရသည်မှာယူနိုက်တက်ကလည်းရမှန်36မှတ်ပဲရတယ်ဗျအဲ့ဒီရမှန်36မှတ်ဒီကျွန်တော်2021 20တုန်းကရမှန်58မှတ်နဲ့အနည်းဆုံးဖြစ်ခဲ့တဲ့ rank ရဲ့လက်ထက်တုံးအားထက်ကိုပိုပြီးတော့ရမှန်အားဖြင့်နေသွားပါတယ် rank ရဲ့လက်ထက်တုံးအားတော့မှကျွန်တော်ရမှန်58မှတ်ပဲဖြစ်ခဲ့ပေမဲ့အမပေးစရာရဲ့ယက်တီမှုမှာ အဆင့်6ဆိုတဲ့နေရာအထိရောက်ခဲ့ဘူးတယ်။ရမတ်36မှတ်ဆိုတာကဗျာပရီးမီးယားလိနာမည်ပြောင်းပြီးတဲ့အချိန်ကာလမှာယူနိုက်တက်အတွက်ရှေ့ကိုမရှိခဲ့တာ။အဲ့ဒီ first division အချိန်ကာလမှာတော့မှခုနကကျွန်တော်ပြောတဲ့1983 84ဘောလုံးရာသီနောက်ပိုင်းတစ်ချိန်တစ်ခါမှ ਉਹ မရှိခဲ့ဘူး။ရမတ်စုဆောင်းနိုင်မှုအပိုင်းရော twin go pego gd ရောယူနိုက်တက်အသင်းရဲ့ ranking ရောတစ်ချိန်တစ်ခါမှ ਉਹ ဒီနှစ်ဘောလုံးရာသီလောက်ထိအခြေအနေမဆိုးခဲ့တာဖြစ်ပါတယ်။ ကျွန်တော် conclusion ပြန်ဆွဲရမယ်ဆိုရင် Ruben Amorim ဒီရည်သွေးရှိတဲ့နီးပြတော်တဲ့နီးပြတယောက်ဆိုပေမဲ့ Manchester United ကိုကင်တွယ်ရမယ်အခြေအနေမျိုးတွေမှာနောင်လာမယ်เนาะအနာဂတ်တွေမှာဒီထက်ပိုပြီးတော့တာဝန်ကြီးပါတယ်ဒီနေ့ပေါ်လို့ရသေးရ Premier League မှာဟိုဘလို့ပဲအခြေအနေဆူဆူသူနဲ့ကတော့တရိုက်မပတ်သက်တဲ့အတွက်ကြောင့်သူတယောက်တည်းကိုအပြစ်ပုံချလို့မရပေမဲ့လေနောက်ဘောလုံးရသည်မှာတေချာပေါ့ကျွန်တော်တို့သူတာဝန်ယူမှုတာဝန်ခံမှုရှိရမှာဖြစ်ပါတယ်ရာဒီဝက်လောက်အသေးုံကင်ပြီးသွားပြီးထိုက်တဲ့အလေးရောက်လဲ set up ချပါ ပြီးသွားပြီနောက်ရသည်မှာအခုလိုအခြေအနေဆိုးဖို့လုံးဝမဖြစ်သင့်တော့ဘူးကျွန်တော်လည်းအလောက်ထိနောက်ဘောလုံးရသည်မှာယူနိုက်တက်အခြေအနေဆိုးမယ်လို့မထင်ပါဘူးခင်ဗျအသင်းတသင်းကစိတ်တက်နဲ့အဓိကသွားရတယ်လို့ကျွန်တော်ပြောဘူးတယ်ကစားသမားကောင်းတွေဘလောက်ပဲပေါ်ပေါ်နီးပြဘလောက်ပဲတော်တော်စိတ်တက်ပြက်ပြားသွားတဲ့အသင်းတသင်းကဘလို့မှနလန်ထူလို့မရပါဘူးအခု Manchester United ကိုပဲကြည့်ပြိုင်ပွဲနှစ်မျိုးခံယူချက်နှစ်မျိုးစိတ်တက်နှစ်မျိုးနဲ့ရှင်းပြနေတာပါ Premier League မှာ Man United တို့ဒီ စိတ်သက်ပြက်ပြားသွားပြီးခံယူချက်လုံးဝမရှိတော့တဲ့အတွက်ကြောင့်နိုင်ပွဲတပွဲရဖို့မဆူထားနဲ့မရှုံးအောင်တောင်မနေကစားနေရတယ်။တစ်ဖက်ယူရိုပါလိမှာကြတော့လေနိုင်ပွဲတပွဲရဖို့ဆိုတာဟိုတိတ်တော့မခက်တဲ့ပုံစံမျိုးဘလို့ပဲအခြေအနေဆိုးဆိုးပြိုင်ဘက်ဘလောက်ပဲဂိုးတွေသွင်းသွင်းနောက်ကနေတိုက်ရိုက်ခိုက်စိတ်အပြည့်နဲ့ပြန်ပြီးကမ်ဘက်လုပ်ဖို့ဆိုတာအလောက်ထိမခက်ခဲတဲ့ပုံစံအဲ့တို့ကြောင့်မျက်နှာနှစ်ဖက်ပါဆိုတော့ယူနိုက်တက်အသင်းတသင်းတဲ့တော်မှရှင်ပြန်ရတဲ့ပြိုင်ပွဲအခြေအနေပေါ်မူတည်ပြီးစိတ်ဓာတ်ကွဲသွားသေးတာပဲနောက်ဘောလုံးရသည့်ရောက်တဲ့အခါကျရင် အဲ့လိုပြိုင်ပွဲနှစ်ပွဲကိုစိတ်သက်နှမျိုးနဲ့ကစားနေတဲ့ပုံတံမဟုတ်ဘဲနဲ့ပြိုင်ပွဲတိုင်းကိုရှင်ပြိုင်ရမယ့်ပွဲစဉ်တိုင်းကိုစိတ်သက်နဲ့ခံယူချက်ပိုင်းတစ်မျိုးတည်းနဲ့ရှင်ပြိုင်စီဖို့အတွက်ရူဘင်အမော်ရင်အနေနဲ့စ조사အားထုတ်မှုမဖြစ်မနေပြုရမှာဖြစ်ပါကြောင်းတုံးသက်ဆွေးနွေးနေတယ်ပဲဗီဒီယိုလေးကိုဒီမှာနားခွင့်ပြုပါအောင်ခင်ဗျာ